嗯。<music> ဓိကတော့အခလီဒီလိုပြောပြီးဆိုလို့ရှိရင်ဆက်ကြောတက်ကိုယ့်ရဲ့တပည့်မှာကြာဆက်ကြောတက်တွေရှိတယ်ပြီးတော့ဟိုအခလီဆက်ကြောတက်အရွယ်တက်အောက်တက်ဒီအသက်70နှစ်70နှစ်အရွယ်တွေရှိတယ်များသောအားဖြင့်ဒီမှာတွေ့ရတဲ့ပြဿနာကြတော့ပါလဲဆိုတော့ culture shock ပေါ့ဒါကတော့မဲဆောက်ကိုပဲပြောလဲရတဲ့တခြားနေရာမှာ freelance တင်နေတဲ့ထိုင်းနိုင်ငံရောက်မြန်မာကလေးတွေဆိုလည်းအဓိကအဖြစ် culture shock ဖြစ်တယ်ပေါ့သူတို့က culture တစ်ခု manner တစ်ခုကိုစားပြီးတော့အဲလေလာတင်ရမယ့်အချိန်တွေမျိုးမှာမှာနိုင်ငံတွေချားရတဲ့ကြားထဲမှာ BNG တွေမျိုးကြုံရတယ်အဲ့လိုမျိုးပြဿနာတွေရှိတယ်။ပြီးရင်တချို့ကြတော့ တက်အလက်တိုက်တာတခုတရောက်လာတဲ့တချို့ကလေးရှိရဲဆိုဆိုလဲအဲ့လိုမျိုးတကယ်စစ်မှုတန်းရှောင်းနေလဲပါတယ်တချို့ဆိုလဲရှစ်တန်းလာပြီးတက်ခဲ့မှုတွေတိုက်ပဲကြီးလာပြီးလမ်းပြောင်နေရပါတော့နော်သူတို့အာဂျီပဲဆက်လုပ်ရမလားအာဂျီဒီပြီးရရောဘာတွေရလာမှလဲဆက်ဆက်ပြီးလမ်းပြောင်နေတဲ့ကလေးအများကြီးရှိတယ်တချို့ဆိုလဲအဲ့လိုမျိုးပေါ့နော်လက်နက်ကိုင်းဒီကနေပြီးတော့ခဏနားယူရတဲ့သူ အနားယူထားတဲ့ကလေးတွေလည်းရှိတယ်အဲ့ကလေးတွေကလည်းပဲအဲသူတို့လည်းလမ်းပြောက်တာပေါ့နော်သူတို့မှဒီမှာအလုတ်ရဖို့ကလည်းလုတ်ကိုင်းရဖို့ကလည်းအခွင့်အရေးနည်းတယ်ရှာအလုတ်နေရာရှာပါမှုတွေရှိတယ်ပြီးသူတို့မှစိတ်ပိုင်းဆိုင်ရာအရာလည်းဘယ်လိုမျိုးပေါ့နော်ဒါတကယ်ပြိပခဖြစ်တဲ့ဒေတာတွေကနေလာခဲ့ရတာဖြစ်လို့ကြောင့်အဲသူတို့မှစိတ်အားဖြစ်ပေါ့နော်သူတို့မှာမွန်းချက်မှုတွေဟိုအာစိတ်အာအဆင်မပြေမှုတွေစိတ်ပြစီမှုတွေကြုံရတာမျိုးတွေရှိတယ်။အများသောပဲစတင်လို့ရှိရင်လည်းဒီဘက်မှာစမှာအယုံဆက်နိုင်မှုအများအားနည်းရပေါ့နော်ဒါကတော့တွေ့ရတဲ့ အာနီလာမျိုးမျိုးရှိတယ်ပေါ့နော်ညာသားဖြစ်ကတော့သူတို့သူတို့အတွက်ဒီလာဖို့အတွက်အဓိက barrier ကဟို pink card ပေါ့သူတို့ချို့တို့ document တွေမရှိဘူးအာ bank account မရသေးတာပြီးနောက်တစ်ခုကကြာပြဿနာပါလဲဆိုတော့ bank account မရသေးတာအပြင်ကမှလက်ချို့ကလေးတွေဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဟို focus ဆိုဒီဘက်ရောက်လာတဲ့အထောက်အားမရှိတဲ့လူတွေဆိုတာဖုန်းတောင်စင်ကတ်တောင်ဝယ်ဖို့ခတ်သွားပြီလေနော်အဲ့တော့နေရာနဲ့တနေရာအပြင်ထွက်ဖို့ခတ်ခဲလာတယ်အဲ့တော့သူတို့ကပြည့်ပြည့်နဲ့ သူတို့ကသူတို့ဒီမဲဆောက်တာရောက်လာတယ်သူတို့နေရာအဝင်းဝိုင်းလေးတွေမှာပဲပိတ်လောင်နေကြတဲ့အကြောင်းနောက်တစ်ပြည့်သူတို့ထွက်ပေါက်တဲ့ဒီမှာသူ week doctor တို့တခြားအဲ့လိုမျိုးပေါ့နော်တင်းနီးနီးနဲ့အာဒါ maybe ဒါတခြား drugs သုံးတာတို့ဒါမျိုးတွေကသူတို့စိတ်ထဲမှာမုန်းချက်လာလို့ထွက်ပေါက်နေတဲ့သုံးလာကြတာတွေရှိရှိတယ်ပေတချို့ကလေးတွေဆိုလည်းတွေ့ရတယ်မှာသူတို့ music ဝါသနာပိုင်း music ပဲတစ်ချိန်လုံးဒါပဲလုပ်နေရတာပေါ့နော်ကွင်လင်ပြောရင်သူတို့မှာ income များဖို့အတွက်အဲသူတို့ရဲ့အာဘဝတလန်ဖြစ်ရှင်ဖို့အတွက်မရှိတဲ့အခါကျတော့သူတို့လုပ်ချင်တဲ့အရာတွေကိုပဲမျောပြီးလုပ်နေကြတဲ့ကလေးအများကြီးတွေ့ရတယ်ပေါ့နော် အဲ့တနေ့တမရတော့အကူကတော့ဟိုတကွေတကာရအောင်အေးဆုံးပြောကြည့်မယ်ပေါ့နော်ကိုကိုတိုင်းကလည်း freelance ဖြစ်နေတဲ့ကြောင်းအကူကတော့တနေ့တမရသူတို့လိုအပ်တာကနားထောင်ပြီးမလုပ်ဘူးပဲအကူကတော့သူတို့နဲ့တွေ့ရင်နားထောင်ပြီးတယ်ခုနမိကုန်းထဲမှာအကြံပေးတယ်ဆိုတော့တကယ်တကယ်တော့အကြံပေးလို့မရအောင်သူတို့ကလေဒီအများသောအပြစ်စိတ်ပိုင်းဆိုင်ရာခံစားနေရလူအများစုကသူတို့အကြံပေးရင်လည်းလုံနိုင်ချင်မှလုံနိုင်တာသူတို့မှလက်ခံနိုင်မှုစိတ်ချင်နေမရှိနိုင်ဘူးအဲ့ခါကျရင်အကူကတော့အကောင်းဆုံးကတော့သူတို့အဲသူတို့ပြောချင်တယ်သူတို့မှယင်ဖွင့်ချင်တယ်အဲ့လိုယင်ဖွင့်ချင်လို့ရှိရင် အရင်အကိုတို့ကိုပဲဖြစ်ဖြစ်တခြားတကယ် professional ဆန်ဆန်ကောင်ဆယ်လာတွေဖြစ်ဖြစ်အဲတိုင်မြင်ပါဆွေးနွေးပါကိုယ်မှာစိတ်ဘယ်လိုခံစားရပါစေပေါ့နော်အဲကိုယ့်ရဲ့ဒီဒီနေ့ war health war mentality healthy ရဲ့ဒီဆောင်ဖို့တိုင်မြင်ပါတော့သူဝန်ဆောင်မှုပေးနေတဲ့လူတွေအများကြီးရှိတယ်အဲအဲ့ဒီလူတွေကိုအာဆက်တွယ်တဲ့နေပေါ့ကိုအောင်တော့အကြံပေးရမယ်ဆိုတော့အဲ့အကြံပဲပေးချင်တယ်အဲအကြံကိုတက်ဆရာဆရာမတွေကိုရင်ဖွင့်လို့ရမယ်အဲလူတယောက်ယောက်စီမှာအကြံကိုစိတ်ထဲမှာရှိတဲ့မြန်ခံစားတဲ့မြန်ပြောပါလို့ကြံပေးမယ်ပေါ့နော်